ခင်ဗျားတို့မသိသေးတာတခုပါကျွန်တော်ဓာတ်နဲ့ထိုးခြင်းနောက်ကျောအောင်မထိုးနဲ့ရှစ်တက်တက်အောင်ထိုးကျွန်တော်လည်းဘယ်သူမှ queue site နေမှာမဟုတ်အခု share တွေတက်တက်လေးဝယ်နေတယ်ပြိုင်ဘက်ကုမ္ပဏီတွေလည်းတည်င်းတွေပေါက်ကြတာများနေပြီ ရှင်ဘယ်ရောရောက်နေရလဲခုနကမှကလေးနဲ့စောင့်နေကလေးကရောက်နေရကျွန်တော်ဘာလို့ငုံနေရလဲကျွန်တော်ကြေရမနေရအဆင်မပြေဘူးလားဘာမှမဖြစ်ပါဘူးကြေရမနေရလည်းအဆင်ပြေပါတယ်ဘာလို့ဘာလို့ငုံနေရလဲညီမရဲ့ခုလိုနေရကိစ္စကြောင့်လားအဲ့ဒီကိစ္စကြောင့်ဆိုရင်ကျွန်တော်တကယ်တောင်းပန်ပါတယ်နော် ကိုနေတကောအမြင်မှာယမားအလောက်တောင်ပဲစိတ်တဲ့ပြောင်းညံ့နေသူတယောက်ဖြစ်နေရတာ။အော်အဲ့လိုလည်းမဟုတ်ပါဘူး။အဲ့ဆိုဘာလို့ငိုနေရလဲပြော။ပြန်မရနိုင်တော့တဲ့အရာတွေကိုတန်းတားမိတာလောကမှာခံစားရခက်ဆုံးခံစားချက်ပဲ။ညီမလည်းပြန်မရနိုင်တော့တဲ့အချိန်တွေညီမပိုင်ဆိုင်ခဲ့ဘူးတဲ့ချစ်ချင်းတွေ ညှို့ထွေးမှုတွေပြန်လို့ခြင်းမိပိုင်ဆိုင်ခဲ့ဘူးလေချက်ချင်းဆိုတော့ရှင်မကြီးသာဟောင်းသတိရနေရလားချက်ချင်းဆိုတာ ਨੇ ကြီးသာဟောင်းဖြစ်ရောလားယမထေရီနဲ့ယမငယ်ဘွားအကြောင်းပြောနေရငငယ်အားဆိုဒယ်ရီစီယာရောမမီစီယာရောအချစ်တီးရခဲ့တာခုတော့ချင်းနေတဲ့အားလုံးပြောင်းလဲသွားခဲ့ပြီ ကျွန်တော်လည်းအတူတူပါပဲကျွန်တော်လည်းပြန်မရနိုင်တော့ပြီမဲ့ခုချိန်ဒီလိုချင်နေတဲ့အမတ်တရားတွေကျွန်တော်စီမှာရှိတယ်ငငယ်တော့ဆိုရင်ညီမလေးနဲ့ကျွန်တော်နေရကစားဖို့ကစားပဲအဖေနဲ့မြေညီမလေးကိုမွေးပြီးနောက်ပိုင်းမှာဖေနဲ့မြေအချစ်တရားညီမလေးများရောက်တော့မလားဆိုပြီးတော့ ျွန်တော်ညီမလေးသဘောမကျခဲ့ဘူးဒီတော့ဒီမဲ့ညီမလေးကကျွန်တော်ဘဝအတွက်အရေးကြီးဆုံးသူတွေဖြစ်ခဲ့တာကောင်းနေတကောင်လည်းတက်လျောက်အရင်သတိရနေရှာမှာနော်သတိရပါဗျာ ေမာလေးကကျွန်တော်ဘဝရဲ့တူဦးတည်တော်သူသားအရင်လေးအခုညီမလေးမရှိတော့ဆွေမျိုးရင်းချဆိုလို့လောကကြီးမှာကျွန်တော်တယောက်ပဲကျန်တော့လူကောင်းနေရာဘရောမှအထီးမကျန်ရအောင်တဲ့ရှင်ကိုလူကောင်းလို့တော့ထင်တာပဲ ငါကမှရှင်အတွက်အဖုံဖုံကောင်းတယောက်တော့ရှိလာမှာပါရှမရှမကျွန်တော်ဘေးမှာအဖေါ်ဖြစ်နေနေသွားပြီနိုင်လားဘာပဲဖြစ်ဖြစ်လေ ရှမားနဲ့ကျွန်တော်နေမိတ်ဆွေတွေဆိုတော့ဟိုအနာဂတ်မှာလည်းအခုလိုမျိုးအခင်မင်းမပြတ်လေကျွန်တော်နေသွားခြင်းလေအဲ့ဒါကိုပြောတာပါကျွန်တော်အလို့ကိုစိတ်ထင်နဲ့ရှောက်လို့နေတာတခုမှမပေါဘူး ခမရလို့မသိသေးတာတခုပါကျွန်တော်ဓာတ်နဲ့ထိုးခြင်းနောက်ကျောအောင်မထိုးနဲ့ရှစ်တက်တက်အထိုးကျွန်တော်လည်းဘသူမှ queue site နေမှာမဟုတ်အခု share တွေတက်တက်လေးဝယ်နေတယ်ပြိုင်မဲ့ company ကိုလည်းတည်င်းတွေကပေါက်ကြတာများနေပြီခမရလို့တွေတွေက ကျွန်တော်နဲ့အလုပ်လုပ်ရတာအဆင်မပြေတဲ့သူအချိန်မီရွေးလက်တွဲဖြုတ်လို့ရတယ်ကျုပ်ကအလုပ်ကိုအလုပ်စီဝိုင်းထဲမှာမကျုပ်လုပ်ချင်ဘူးဦးကတော့ပြဿနာမရှိဘူး မောင်းရုံယုံကြည်လို့အနားထားတာဒါပေမဲ့အခုကအပြင်မှာကြားနေတဲ့သတင်းရမေးရတာပါဒါပေမဲ့မောင်းရင်ရှာရှင်စီဝဲတော့ခေါ်သိမ့်တယ်ကျွန်တော်ကကျွန်တော်ကုမ္ပဏီကိုဘလို့အုပ်ချုပ်ရမလဲဆိုတော့ကျွန်တော်သိပြီးသားဂျန်စီရဲ့သူကတော့ဂျန်စီနေမှာပဲကျွန်တော်ကလည်းအဲ့အရာတွေလိုက်ပြီးခယူးဆိုင်နေမှုအချင်းအားမနေခင်ဗျားတို့လှုပ်ချင်လို့မလှုပ်ချင်လည်းထွက်သွားလို့ရတယ်မဟုတ်တာမောင်းရင်အန်ကယ်တော့ကမောင်းရင်ကို ယုံပြီးသားမောင်ရင်စီမံချက်ကိုပဲအငငယ်တို့ကလိုက်နာပါဒါပေမဲ့အခုကအပြင်မှာကုမ္ပဏီရဲ့မကောင်းတဲ့တင်တွေကလည်းမျိုးစုံကြားနေရတယ်အထူးသဖြင့်တင်တာမအောင်ဘူးဆိုတဲ့ကိစ္စတွေအဲ့ဒါမျိုးတွေကိုအငငယ်တို့ကလာတင်ပြတာပါကျွန်တော်နားလဲတယ်ကျွန်တော်အဲ့ဒီကိစ္စတွေကိုအပြတ်ပြတ်ပြီးအရေးကြီးတာတစ်ခုကခမရတို့ကျွန်တော်ဘက်မှာရှိနေဖို့တခုတော့ရှိတယ် လေကုန်တစ္ဆာဖောက်လို့ရှိရင်ဘသူမျက်နှာမှာမထောက်ဘူးဆိုခမည်းတော်ရဲ့အတိုင်းဝိုင်းထဲမှာတရင်ပေးလိုက်ပါ Okay ကောင်းပါပြီဗျာဒါဆိုမင်းကအဲ့မေကလေးကိုအမှန်တမ်းကြွယ်သွားပြီပေါ့ဟုတ်လောက်မထင်တာပဲကွာမင်းကလည်းဘယ်လိုလဲကြွယ်ရင်လဲကြွယ်ရင်မကြွယ်ရင်လဲမကြွယ်ဘူးဘာလဲဟုတ်လောက်ပဲ င်းရမယ်ကွာငါပြောပြမယ်ငါသူ့ဘုံမှာထားတဲ့ခံစားချက်ကအဲ့လိုခဏတည်းရှင်ကုန်လဲခံစားချက်မဟုတ်ဘူးကွာအင်းငါရှင်နေရမျက်မျက်နုံနုံနေဖြစ်တဲ့ခံစားချက်ဖြစ်နေတာဟုတ်ကဲ့ဒီကေဒီကေငါတကယ်ပြောတာဒီကေဒီကေထင်သားပဲဟုတ်ကိုနေဒီကောင်ကရမအောင်သဘောကျနေဆိုတာမေးနေသူမျိုးစကားပြောနေချောင်းနှောင်းထားရောက်သွားနေမသိလားမေးလာကိုကြီးတို့ဘာသာရှင်းအောင်ကြည့်ပဲဆက်ပြောနေပြီးတော့ ကယ်ဆက်ပါအောင်ကိုနေတကူရမောက်ကိုကြိုက်နေရဆိုတာဖုတ်မပြောတော့ဘူးလားရရမောက်ကောင်းကျော်နေနေမာတယ်ဆိုပေမဲ့ကိုကျင့်တရားတော့တခြားမင်းကြီးနဲ့မတူဘူးနော်ကျွန်တော်ဖုတ်ပြောလို့မဖြစ်သေးပါဘူးညာဖားလေဟိုပိုင်ကရသမီးကြောက်လာဒီယောက်ျားပဲကိုမကြိုက်တဲ့သူပြက်ပြက်တော့ငင်းရမှာပေါ့ငင်းကြတော့ပေါ့ကွာငါပူတော့ငင်းကျင်နေတယ် အခုငါ့ဘေးဆန္ဒလေးကွာငါ့ဘေးကငါ့ဘဝတစ်လျှောက်လုံးကောင်းပြီးခဲ့တာကွာငါ့ရဲ့ကိုယ်ပိုင်ခံစားချက်ကြောင့်ငါ့ဘေးရဲ့ဆန္ဒတော့ငါမထီမဲမြေမပြူးခြင်းမင်းဖေကနည်းနည်းတော့ထူစားနေသူ့ကိုဆုံးပြခဲ့တဲ့ပိုင်မိသားစုနဲ့မှာဘာလို့ခုလိုအစီအစဉ်ကြတယ်မသိဘူးနေအဲ့ငါလည်းမသိဘူးငါလည်းအဲ့ဒါအရင်သိချင်နေတာ စားပြီဘာလို့အဲ့လိုလုံးခဲ့လဲဆိုတော့ဟာလုံးဝနားမလဲဘူးဖြစ်နေမေရီယာကဘာမှဝင်ပြီးတိတ်ပြီးအကြံမပေးစင်ပါဘူးဟိုဒါပေမဲ့နှလုံးသားကိစ္စကိုတော့မညာသင့်ဘူးလို့သတိပေးစင်နေနော်ကျွန်တော်နှလုံးသားကျွန်တော်သိပါတယ်ကဲပြောပါဘာတွေထပ်ပြီးကြံစည်နေပြန်ပြီလဲမိမိ စတကုံးလက်ထဲကိုပိုင်ကုန်းကြီးထည့်လိုက်လို့ရှင်အဆဆအေးရပိုဆင်ပြေသွားမယ်ထင်ခဲ့တာအကွာစားပေါ့ပိုလို့တော့ပိတ်သွားသေးတယ်တက်မိကိုကူညီပါအောင်အဲ့ဒီကိစ္စတွေအကုန်လုံးကဘသူစပြီးစီမံတာလဲငါလားနင်းလားအဲ့ဒီကိစ္စအတွက်ကြောင့်လဲတော့နင်ငေါ့လာတွေ့ဖို့မလိုဘူးထင်တယ်နော်မိမိခုလာတာအမွေဆိုင်ရင်ဘယ်တော့ခွဲမှလဲလို့အမွေခွဲမယ် မိမိလီတော်တော်အကြံကြီးတာပဲအဲ့ဒီအိမ်ကြီးကငါတို့ပိုင်မိသားစုနေလာခဲ့တဲ့အိမ်ဟဲ့မိသားစုနေလာခဲ့တော့ဘာဖြစ်လဲတသက်တူကြတော့အင်ဂျီအိမ်ကောင်းနဲ့ပြပြစုံစုံနေနေပြီးတော့ကျန်တဲ့မိသားစုကနေဒုက္ခရောက်ရကြတော့မိသားစုတိတ်ခါရှိသေးရဲ့လားလေဘာစကားပြောတာလဲဟမ်ဟုတ်တယ်လေအင်ဂျီအိမ်ကောင်းနဲ့နေနေပြီးတော့တုံးစရာတပြားမှမရှိရကြတော့ဘလို့ရက်တည်မလဲ တက်တက်နင်းလဲငွေလိုနေတာ